ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ 2016 Miss Universe ပြိုင်ပွဲရဲ့အထူးဆုတစ်ခုဖြစ်တဲ့အကောင်းဆုံးအမျိုးသားဝတ်ဆုံး Best National Costume ဆုကိုမြန်မာနိုင်ငံကိုစားပြုအလှမဲ့ထထထုံကစွတ်ခူးရရှိသွားခဲ့ပါတယ်။ရုပ်သိမ်းမင်းသမီးဟန်ကပြဖြိုပြမှုပြုလုပ်ခဲ့တဲ့အလှမဲ့ထထထုံဟာလူကြီးတက်တက်ဖြိုပြခဲ့တာမဟုတ်ဘဲရွှေဒဂုံစီရော်ပုံနောက်ခံကားချက်ပါအလေးချိန်40 kg ခန့်ရှိတဲ့ဇက်ခုံတရံဖန်တီးမှုကိုကြောမာလွယ်ပြီးကပြဖြိုပြခဲ့တာပါ။အဆိုပါဖြိုပြမှုကိုပြိုင်ပွဲအတွက်တာဝန်ရှိသူတွေနဲ့နိုင်ငံတကာသတင်းမီ ဒီယာတွေကအထူးစိတ်ဝင်စားခဲ့ကြပြီးတခဲနဲ့အားပေးခဲ့ကအကောင်းဆုံးအမျိုးသားဝတ်ဆုံး Best National Costume ဆုအတွက်ခံမှန်းတက်ပေးခြင်းလည်းခံခဲ့ရပါတယ်။ Well that was amazing as always and here we have our winner Mima This this is really really incredible. What inspired you? 2016ခုနှစ်ရဲ့ Miss Universe တရဖူကိုပြည်သင်းနိုင်ငံကိုစားပြုအလှမယ်ကစုခူးရရှိခဲ့ပြီးဒုတိယဆုနဲ့တတိယဆုတို့ကို Haiti အလှမယ်နဲ့ Colombia အလှမယ်တို့ကအသီးသီးစုခူးရရှိသွားခဲ့တယ်လို့သိရပါဗျာ။